အားလုံးပဲမင်္ဂလာပါရှင်။ဗုဒ္ဓဘူးယာဟုသားသမီးများအတွက်တပတ်စာဟော့စတန်များကိုပြောပြတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်။ဗုဒ္ဓဘူးယာဟုသားသမီးများကတော့ဒီကာလမှာမိမိအခက်ခဲများကိုကိုညီဆောင်ရွက်ပေးမဲ့မိတ်ဆွေကောင်းများနဲ့တွေ့ကြုံရတတ်ပါတယ်။မိမိအပေါ်မှာလည်းတန်ရုံးစင်ကြီးမားရတတ်ပါတယ်။စမ်းပွင့်ပြီးတော့ငွေကြေးလက်လာပါရှင်လန်းရတတ်ပါတယ်။ချစ်သူခင်သူများပေါ်များရတတ်ပါတယ်။မင်္ဂလာကိစ္စနဲ့ပတ်သက်ပြီးတော့ဝမ်းသာစရာတည်င်းစကားများကြားသိရတတ်ပါတယ်။ တပားသူတို့ရဲ့မင်္ဂလာကိစ္စအခြေရေးကိစ္စများမှာဂျားဝင်ဆောင်ရွက်ပေးရတတ်ပါတယ်။စက်ပစ္စည်းတစ်ခုခုဝင်ရောက်ပါလိမ့်မယ်။အလုံးလုံးရနိုင်လဲစိတ်မပါဘဲနဲ့လောက်ကင်နေရတတ်ပါတယ်။ငွေရေးချေးရများ အနှဲငယ်ခက်ခဲစက်တဲရတတ်ပါတယ်။စကားများဖြည့်ရှင်းရခြင်းများတစ်ခုပြီးတစ်ခု ဖြည့်ရှင်းပေးရတတ်ပါတယ်။အောက်လက်ငယ်သားများရဲ့ခွန်းတုံပြောင်းခြင်းမလေးမဆဆက်ဆံခြင်းကို ခံရတတ်ပါတယ်။ တူတပားကိစ္စများမှာအာမခံမိပြီးတော့စိတ်ညစ်ရတတ်ပါတယ်။အစာမခြင်း၊မူဝေအော့အန်ခြင်းတို့ဖြစ်ပေါ်ရတတ်ပါတယ်။အိနေရထိုင်ခင်းအပြောင်းရွှေ၊အလောက်ကင်အပြောင်းရွှေများပေါ်ပေါက်ရပါလိမ့်မယ်။ဘာပဲလို့လို့အစဉ်ပြေမှုများနဲ့ကြုံတွေ့ရတတ်ပါတယ်။မိမိရဲ့စိတ်ထဲမှာစံစီထားတဲ့အကြံအစီများပြေဝအောင်မြင်ရတတ်ပါတယ်။ရွှေထဲပစ္စည်းများ ဝင်ရောက်ခြင်း၊ထိပေါက်ချဲပေါက်ခြင်းများဖြစ်ပေါ်ပါလိမ့်မယ်။ လုပ်ငန်းနှစ်ခုကိုတပြိုင်နက်တည်းကြီးကျက်လောက်ကြရတတ်ပါတယ်။ကောင်းသောခရီးဖျားဖူးခရီးများတွားရတတ်ပါတယ်။လူမှုရေးမှာလူအများအပေါ်ဩဇာညောင်းရသော အလုပ်များလောက်ကြရတတ်ပါတယ်။အခြေရေးမှာတော့စစ်သူရဲ့စိုးရင်စိတ်ဖြင့်လိုက်လံတတိပေးပြောဆိုခြင်းကိုခံရတတ်ပါတယ်။အိမ်မက်နှမိတ်များအနေနဲ့မိမိကိုပညာရှိတယောက်ကဲ့သို့မြောက်စားခြင်းခံရတယ်လို့အိမ်မက်ပါကကံကောင်းလာပါလိမ့်မယ်။အကျိုးပေးကနန်းများအနေနဲ့80 40နှစ် 61 55စတဲ့ဂိမ်းကနန်းများပဲဖြစ်ပါတယ်။ရရအနေနဲ့ကမိမိချစ်ခင်နှစ်သက်သူတယောက်ယောက်အားချောကလက်ဝဲကျွေးရမှာပဲဖြစ်ပါတယ်ရှင်။